နေရှင်တယောက်နဲ့လက်ထပ်ပြီးခေါင်းကိုက်ကောင်ဖျားသွားတဲ့ရုံးရီလွင်မော်ပထမအင်းအောင်နဲ့တော့အဆင်မပြေပဲဒုတိယအကြိမ်အင်းအောင်ပြုတ်ပြီးတော့ပြဿနာတွေကြီးကျယ်တက်ခေါင်းအဲ့ရတဲ့လဲသွားတာကတော့ရုံးရီလွင်မော်ပဲဖြစ်ပါတယ်အားလုံးလေးပြီးကြတဲ့အချိန်ရုံးရီလွင်မော်ကပထမအင်းအောင်ဖြစ်တဲ့ကိုထန်ဦးငိုင်နဲ့ပြီးခဲ့တဲ့လပိုင်းကကွာရှင်းခဲ့တာပါဒီလိုကွန်ရှင်းခဲ့ပြီးတော့သူမရဲ့ဘွားက single ဖြစ်ပြီးတော့လွတ်လပ်ပျော်ရွှင်ခဲ့ပါတယ်ဆိုပြီးဝမ်းသာစွာနဲ့အသိပေးလာပါတယ်။ဒါပေမဲ့ single ဆိုတော့ဟန်ပြဖြစ်ပြီးနောက်ပြန်လာတော့တခြားသောနိုင်ငံကျော် chronic တထိပ်ပြနဲ့ပတ်သက်နေရပါ မြန်မာနိုင်ငံမှာမတွေ့မဲနိုင်ငံသားမှာတွေ့သွားကြပါမယ်လေ။ကမ္ဘာအနှံ့မှာခြေဆက်နေကြတဲ့မြန်မာနိုင်ငံသားတွေကတော့တွေ့ရှိသွားခဲ့ပြီးတော့ဒီသတင်းတွေကပြန့်နှံ့လာနေတာပါ။နောက်ဆုံးမှာတော့ရုံးဝင်လွင်ပေါ်ကနိုင်ငံကျော်ခရိုနီတတိနေရှင်သွင်းအောင်နဲ့ချစ်သူတွေဖြစ်နေကြတဲ့ဆွေတဲ့ရင်ကကုလုံးကိုတီးသွားခဲ့ပြီးအဲဒီနောက်ပိုင်းမှာတော့သူမအနေနဲ့နေရှင်သွင်းအောင်ကိုအញ្ញန်းကိုချစ်နေကြပြီဖြစ်တာကြောင့်မခွဲနိုင်တော့ဘဲနဲ့လက်ထောက်မယ်ဆွေတဲ့ရင်လဲချသိခဲ့ရပါတယ်။ပထမအိမ်တော်နဲ့တော့အဆင်မပြေမှုတွေများစွာနဲ့ကြွားရှိခဲ့ရပါမယ်လေ။လာဝိုင်းကြပါပဲနောက်ထပ်အင်တာဗျူးကိုစဉ်းစားလိုက်တဲ့ရိုးရီလွင်မွေးရဲ့စကေးကတော့အတော်လေးကိုကျန်းလာပါတယ် ဒါကောသူမရဲ့ဖခင်မိသားရဲ့လူမကတော့သဘောမတူဘူးဆိုရင်ပြစ်တောင်းစွန်နေပြောနေတာဖြစ်ပါရင်ဒါပေမဲ့ဖခင်စကားကိုနားမထောင်ဘဲဒုတိယအိမ်တော်ပြို့ကိုစူးစမ်းနေတဲ့ရုံးရီလူမတယောက်ခုတော့ပြစ်တနာရေးကြားထဲမှာခေါင်းကိုက်နေရမှာဖြစ်ပါရင်သူမကိုခုလိုမျိုးနေရှိသေးအောင်နဲ့ချစ်သူတွေဖြစ်ပြီးတော့တွဲနေကြတဲ့ပုံမှာပရိသတ်ဝေဖန်မှုတွေများစွာလည်းရရှိခဲ့ပါရင်ဒါပေမဲ့ရုံးရီလူမကတော့ဘယ်သူမှအခင်မဆိုင်ဘူးဆိုပြီးတော့တတိုင်းရာနဲ့အလှပြင်ပြနေခဲ့ပါသေးတယ်အဲ့တော့ဝင်မှာတော့သူမကနေရှိသေးအောင်နဲ့လက်ထက်မင်္ဂလာပွဲကိုကျင်းပဖို့အတွက်အစီအစဉ်ဖြစ်နေတာဖြစ်ပါရင် ဒါပေမဲ့လည်းအားလုံးသိကြတဲ့အတိုင်းနေရှင်လင်းအောင်ဆိုတာကတော့နိုင်ငံကျော်ခရိုနီတတိယတယောက်ဖြစ်ပြီးတကယ်ကိုမှအဆင့်တန်းမြင့်မားတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ဒါကြောင့်သူ့အနေနဲ့ကောင်မလေးတွေတယောက်ပြီးတယောက်နဲ့တောင်တွဲနေချင်းပြီးတော့ပြည်တကြားလက်ထက်ဖို့စိတ်ကူးရှိဖို့မပေါ်ပါဘူး။ဒီလိုနဲ့သူကဒုတိယအိမ်အောင်ပြုတ်နေတဲ့ရိုးရီလွန်မုန်းနဲ့ပြဿနာတွေတက်ခင်ရပြီးတော့နောက်ဆုံးမှာတော့သူတို့လက်ထက်မဲ့ကိစ္စကလည်းရှေ့ဆိုင်ထားရတာပါ။ဒီလိုနဲ့ရိုးရီလွန်မုန်းတယောက်ပထမအိမ်အောင်နဲ့လည်းအဆင်မပြေဒုတိယအိမ်အောင်နဲ့လည်းမပြုတ်ရသေးတဲ့အချိန်မှာအင်မတန်ကိုကခေါင်းကိုက်နေရတယ်ဆိုပြီး ။သူမရဲ့အကောင့်ကနေတင်ပြီးတော့အသိပေးလာပါတယ်။ခေါင်းမှာပလာစတာကတ်ထားရပြီးတကယ်ကိုနေမကောင်းဖြစ်ခါဖြားနာနေရပါ။သူမရဲ့ဖခင်ကိုရင်ကလည်းဒီတစ်ခါအိမ်အောင်ပြို့ဖို့အတွက်ကိုသဘောမတူတဲ့အတွက်သူမကဘယ်သူမှရှိမနေတော့တာကြောင့်နောက်ထပ်ယောက်ျားရဖို့မလဲကိုရပါဘူး။ယောဂနေလွင်မောကတော့သူမရဲ့သားလေးကိုကိုရင်လည်းမထိန်ချောင်းခြင်းပဲဖခင်နဲ့ပြစ်ထားပြီးတော့တယောက်တည်းလှုပ်ချင်တိုင်းလှုပ်ပြီးတော့နေချင်းလိုရင်းနေရဖြစ်ပါတယ်။ပထမအိမ်တော်နဲ့ကလည်းခုလိုမျိုးအဆင်ပြေတဲ့ချက်လက်တီကြောင့်ကွာရှင်းခဲ့ရပြီးအဲ့ဒီမတိုင်ခင်ကနေရွှေလျောင်းနဲ့ပတ်သက်နေဖို့ပေါ်ပါတယ် အခုတော့နေရှင်ရောင်နဲ့လက်ထက်တဲ့ကိစ္စကလည်းအတော်လေးကိုအဆင်မပြေတော့ဘဲဘာလို့လုံးလုံးဝမဲမသိပဲနဲ့ခေါင်းကိုက်နေရပါပြီ။ကိုဘသားကိုတာယာအေးဆေးစွာနေထိုင်နေရပါမယ်လေ။ဒုတိယအိမ်တော်ပြုဖို့အတွက်အသိအတန်ကိုစူးစမ်းရင်းနဲ့အခုလိုမျိုးနေမကောင်းဖြစ်သွားနေရတာပေါ့။အခုဖြစ်နေတဲ့သူမရဲ့ပုံစံကနှင်းနှင်းကြီးခံနေပြီးတယောက်ဆောင်ထားတဲ့စကားလေးကလို့လင်မယားလို့ခေါင်းကိုက်နေရဆိုတဲ့ပုံစံနဲ့တော့အတော်လေးကိုတူညီနေပါတယ်။ရောင်စားထပ်မယူရတော့လို့ခေါင်းကိုက်ပြီးတော့အိမ်ရနဲ့လဲနေတယ်။နှင်းနှင်းရုံးရီလွင်မို့ပေါ့ပါ။ပရိသတ်ကြီးတို့ကရောဘယ်လိုမျိုးထင်ကြပါသလဲရှင်။